ီလာရဲ့ Champion League ဝင်ခွင့်အိမ်မက်ကိုရပ်တန့်ခဲ့ပြီးနောက်ဆုံးပိတ်အိမ်နဲ့လွယ်နိုင်ခဲ့တဲ့ United ရိုက်တမြအလုံးဝမင်္ဂလာများရွှေရိုအိုင်ဘတ်ခွန်ရှေကို online အချင်းကနေပြန်လည်ကြိုလိုက်ပါရင် United ကတော့ Premier League နောက်ဆုံးပိတ်ပွဲအစီအမနောက်ဆုံးပိတ်အိမ်နဲ့လွယ်ပြီး Titan နဲ့နိုင်ပွဲကိုပုံဖော်သွားနိုင်ခဲ့ပြီဖြစ်ပါရင်တရားဒီလုံးဖြစ်ရှင်နိုင်နေဖြစ်ရှင်ခဲ့တယ်လို့ဖြစ်ခဲ့တဲ့ United ဟာနောက်ဆုံးပွဲလေးမှာတော့ ပရိသတ်တွေကိုဆဲလုခမပေးခဲ့တော့တာဖြစ်ပါတယ်။ဒီဘက်မှာအင်စတန်ဗီလာအသင်းက United ကိုနိုင်ဖို့တော့မလိုပဲတည်ကြရင်ချန်ပီယံလိဝင်ခွင့်ရမှာဖြစ်ပေမဲ့တယောက်ထုတ်ခံရခြင်းနဲ့တူထင်ထားသလိုနေဖြစ်မလာခဲ့တာဖြစ်ပါတယ်။ပွဲစဉ်38အပြီးမှာအင်စတန်ဗီလာဟာနယူကာဆယ်ချဲစီလိုနဲ့ရမတ်တူအနေထားမှာရှိနေခဲ့ပြီးဂိုးကွာဟာချက်နဲ့အပေါ်အောက်ရပ်တည်နေခဲ့တာဖြစ်ပါတယ်။အစဉ်၅တင်းဝင်ချန်ပီယံလိဝင်ခွင့်ရမှာဖြစ်ပြီးကစားရမယ့်အသင်းကလည်းအချင်းလေး United ဆိုတော့အင်စတန်ဗီလာတို့အနိုင်တည်ကြပြီပဲထင်ခဲ့ရတာပါ။အကြောင်းရင်းကတော့ United ဆိုတာရှေ့မှာပရီးမီးယားလိရှစ်ပွဲစဉ်နိုင်ဝဲပြောင်းဆုံးထားတဲ့အတီတမ်မစင်ရအောင်တမင်တိုင်ပတ်နေတဲ့အသင်းဖြစ်ပါ ါတယ်။ယောဘာလိဖိုင်နယ်မှာလည်းပူပူနွေးနွေးရှုံးနေထားတာကြောင့်စိတ်သက်ပိုင်းထိုးဆင်းနေပြီးဖြစ်ချင်တိုင်းနေဖြစ်နေတာပါ။ဒီလိုပုံမှန်မှုရုံးကန်နေရတဲ့အသင်းနဲ့တွေ့တာမို့ ဗီလာတော့ပလီပလာမလို့ပဲတကယ်တိတ်ရှယ်ချိတ်မယ်ထင်ခဲ့ရတာဖြစ်ပါတယ်။ဒါပေမဲ့လက်တွေ့မှာတော့ဂေဂျီတို့ကပဲထိတ်သီးဆန်ဆန်ပိတ်သီးသွားတာဖြစ်ပြီးဗီလာလည်းချန်ပီယံလိဂ်ဝင်ခွင့်နဲ့ဝေးသွားခဲ့တာဖြစ်ပါတယ်။ဘွဲထန်လုံးစင်မာယူနိုက်တက်ဟာတိုက်စစ်မှာဝိုင်လန်ကိုအထောင်အထင်ကစားလာခဲ့ပြီးတောင်ပိုင်းတစ်ဖက်မှာအာမန်မောက်တိုကိုနေရာချပေးခဲ့တာဖြစ်ပါတယ်။ကွင်းထဲမှာတော့ဒိုကိုကက်စမဲရိုဘရူနိုမာဇာရီတို့ရှိနေခဲ့ပြီးခန်းစစ်မှာတော့ဟေဘန်မကွာယာလင်းနီလော့နဲ့ဂိုဒမဘရန်ဒီယာတို့ကိုအသုံးဆွဲလာခဲ့တာဖြစ်ပါတယ်။အင်စတိုမီလာအသင်းကလည်းတိုက်စစ်မှာဝက်ကင်းကိုအထောင်အထင်ကစားကတောင်ပိုင်းတစ်ဖက်မှာမန်ချင်းရော်ဂျာတို့ကိုအသုံးဆွဲလာခဲ့ပါတယ်။ကွင်းထဲမှာတော့အဆန်စီယိုအိုနာနာကာမာရာတို့ရှိနေခဲ့ပြီးခန်းစစ်မှာတော့မန်ဆန် န်တော်ရက်ကွန်ဆာကက်ရှ်ဂိုဒမမာဒီနဲ့တို့ကိုတုံးဆွဲလာခဲ့တာဖြစ်ပါရင် တဲရီရောဟာပွဲစားကလေးကကိုပေါ့ချင်းချောင်းမို့လေလုံနေခဲ့ပြီးမာဒီနဲ့လန်ဆွမ်းပြနေလို့သာဆော့စီစီကိုမရခဲ့တာဖြစ်ပါရင်ပွဲစားသုံးပွဲမှာဟွိုင်လန်ရဲ့မာတင်ပေးမှုကိုမောက်အပိုင်ကောင်းတန်းခဲ့ပေမဲ့မာဒီနဲ့ကမိခဲ့ပါရင်သိမကြပါဘူးအသင်းအလိုက်အတွဲလုံးကနေဘရူနိုကန်ခဲ့ပေမဲ့မာဒီနဲ့ကမိခဲ့ပြပါရင်ပွဲချင်းစက်တင်ဘာလမှာမောက်ရဲ့မာတင်ပေးမှုကိုအာမတ်ကအပိုင်ပိတ်ခွင့်ရခဲ့ပေမဲ့ကိုမေကကတ်ထွက်သွားခဲ့ပြပါရင်ဂိမ်မိုရောအတိုက်စစ်မီတိုင်းစစ်နေခဲ့ပြီးကိုပေါ့ကန်သွေးမှုတွေပါဆက်တိုက်ကိုပြုတ်လုံနေနိုင်တာဖြစ်ပါရင်အင်စတိုမီလာတို့ဂိမ်တို့ပြုသမျှကိုမြူးနေရပြီးဘာမှတော့ပြန်မလုပ်နိုင်ခဲ့ပါဘူးပွဲချင်း၂၈မှာတော့မကွာရချပေးမှုကိုဒါတော့အပိုင်ကန်ခဲ့ပေမဲ့ကိုပေါ့နဲ့ထိသွားခဲ့ပြပါ ါတယ်။ပွဲရဲ့အခြေအနေကိုကြည့်ပြီးအလဲပြောင်းဖြစ်စေခဲ့တာကတော့ Brown Eye Pigan အနေမှာဖြစ်ပါတယ်။ Cash ရဲ့နောက်ပြန်ချပေးမှုကိုတွက်ဆမှုမှားတာကြောင့်ဘောလုံးကို White Line ကချပြတ်လို့ယူနိုင်ခဲ့ပါတယ်။ဒီချိန်မှာ Martin Net ကဖြတ်တော့ပုံကျန်းတာကြောင့်ဒိုင်းရဲ့အနေကပြခံလိုက်ရပြီး Inton Villa တို့တယောက်ရောသွားခဲ့ပါတယ်။ဒုတိယပိုင်းမှာလည်းဂိမ်မှုတို့ဟာပွဲကိုဆက်လက်ကျွမ်းမှုကစားထားနိုင်ခဲ့ပြီးလိုအပ်နေတဲ့အနိုင်ကိုတွေကိုရှာဖွေနိုင်ခဲ့တာဖြစ်ပါတယ်။ ပွဲချင်းမိနစ်90မှာဘလူးနိုရဲ့အေရီယာပြပကဝေးကန်အချက်ကကောင်းမွန်ခဲ့ပေမဲ့ဂိုးမဖြစ်ခဲ့တာကနှစ်မျိုးစရာဖြစ်ခဲ့ရပေမယ့်ဂိမ်းမလို့ဟာဂိုးသွင်းခွင့်နေရနေပေမဲ့တိုက်စစ်ပိုင်းအဆုံးသတ်ရန်ပြင်းလို့နေတာကတော့လူပြောစရာဖြစ်ခဲ့ပါတယ်ဂိုးဘောကန်ခွင့်နေရခဲ့ပေမဲ့ဝိုင်လန်းပါဝင်ဘယ်ကစားသမားကမှအသုံးမချနိုင်ဖြစ်နေတာပါဒီလိုနဲ့ဂိုးရဖို့အသေးအံစူးစမ်းနေတဲ့ဂိမ်းမလို့ဟာပွဲပြီးကန်နေမှာပဲဂိုးရသွားခဲ့တာဖြစ်ပါတယ် ပွဲချင်း85မိနစ်မှာဗီလာဘက်ကဘရန်ဒီယာရဲ့အမားကနေကိုရခဲ့ပေမဲ့ခွင့်ပြုအခြေမခံခဲ့ရပါဘူးဒီလိုနဲ့ပွဲချင်း85မိနစ်မှာဂေမူရိုကိုးစားရခဲ့ပြီးဘလူးနိုရဲ့တားတင်ပေးမှုကိုအာမက်ဒီယာလိုကခေါင်းတိုက်သွင်းယူသွားခဲ့တာဖြစ်ပါရင်ဂေမူရိုအတွက်ပွဲသိမ်းကိုကိုတော့အယ်ရီဆင်ကပနာဒီကနေတဆင့်သွင်းယူသွားခဲ့တာဖြစ်ပါရင်ဟုတ်ကဲ့ပါများဗီဒီယိုလေးကတော့ပါပဲနောက်နေ့မှလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းကြော်တွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီလိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ